ဆဖန်မီများအားလုံးပဲမင်္ဂလာပါရှင်အနည်း channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့မင်္ဂလာ match channel လေးရဲ့ day night ဖြစ်ပါတယ်မနေ့ကညဆိုဖန်မီများကဒါ full moon နဲ့ vibe ပေါ့နော်တပေါင်းလာပညာလေးမှာမိမိတို့ရဲ့ spirit guide day angels day social ancestor တွေနဲ့စိတ်ဆက်တဲ့ energy work လေးကို အတူတကွလှူဆောင်ခဲ့ကြတာဖြစ်ပါတယ်။ဒီနေ့ဒီနေ့မှာတော့အညီတို့အားလုံးအတူတူ gratitude guided meditation လေးကိုဆက်လက်ပြီးတော့လှူဆောင်သွားကြမှာဖြစ်ပါတယ်ရှင်။ ဂျီလာရဲ့လာပြီကထူးခြားတဲ့လာပြီလည်းဖြစ်ပါတယ်အနီရောမာရှလာမှာက retrograde delay လည်းရှိတဲ့အဖြစ်မှာဒီလကအနီရောအတွက် eclipse ပေါ့နော်လာကျက်တဲ့လာပြီဖြစ်တဲ့အတွက်ကြောင့်မလို့အနီရောလူသားတွေအပေါ်မှာအများကြီး energy တွေလွှမ်းမိုးမှုလည်းရှိနေပါတယ်ဒီတစ်ခါလာကျက်တဲ့လာပြီဟာဆိုလို့ရှိရင်တော့လူသားတွေကိုသူတို့ရဲ့ ကျန်ရှိနေသေးတဲ့နောက်ဆုံးတော့ healing လုပ်ရမယ့်အရာတွေပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာရှိနေတဲ့အရာတွေကိုကိုကို healing လုပ်ရမယ့်နောက်ဆုံးကျန်နေတဲ့အပိုင်းတွေကိုမမြင်ကျင်ခဲ့တဲ့ကိုယ့်ရဲ့ shadow ရဲ့တစိ့တစ်ပိုင်းတွေကိုပြသပေးတဲ့ full moon လည်းဖြစ်ပါတယ် full moon ကဘာကိုရာဒီကွေမာလာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူသားတွေအတွက်ရှေ့ဆက်မဲ့ plan တွေတိကျတဲ့စိတ်ဆက်တဲ့တေကြတဲ့လမ်းကြောင်းတွေကိုလည်းအများကြီးမြင်တွေ့စေမှာဖြစ်ပါတယ် ဒါကြောင့်အနေရောဒီကနေ့ရဲ့ gratitude guided meditation လေးမှာမိမိတို့ကိုမိမိတို့ရဲ့ဘဝကိုသင်ခန်းစာတွေပေးခဲ့တဲ့သူတွေမိမိတို့ကိုပို့ပြီးရင်းချက်လာအောင်တန်မာလာအောင်ကိုကိုကိုချစ်တက်လာအောင်သင်ပေးခဲ့တဲ့သူတွေကိုကျေးဇူးတရားပွားများကြမှာဖြစ်ပါတယ်။မိမိတို့ကို သင်ကန်းစာရီနဲ့ပါရမီဖြည့်ပေးခဲ့တဲ့သူတွေကိုအမုံတရားတွေမထားပဲကျေးဇူးတင်တဲ့ချင်းကလည်းမင်္ဂလာတပါဖြစ်ပါရယ်။ဒါကြောင့်အနေတို့ကဒီလာရဲ့လာကျဲတဲ့လာပြည့်နဲ့အတူတူ ကိုယ့်ရဲ့ရင်ထဲမှာဘယ်အရာကိုမှမထားတော့ဘဲနဲ့အကျဉ်းချက်မှန်သမျှကိုရှင်းထုတ်ဖြစ်ပြီးတော့မှကိုယ့်ရဲ့ပုံစံအစ်စ်ကိုအတူတူဂျိုးစိုးလိုက်ကြရအောင်ပါနော်။ အဲ့တော့အနီရိုဆိုဖမ်လီမြအားလုံးပဲဒီနေ့ရဲ့ gratitude guided meditation လေးကိုစတင်လိုက်ကြရအောင်ပါเนาะတတောင်တတာလေးထိုင်ပေးပါစိတ်ကလေးကိုလျှော့ထားပေးပါရှင်ဒီတစ်ခါ eclipse full moon ကဆိုရင်တော့လူသားတွေကို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 ပြောင်းလဲခြင်းနဲ့တွန်းအားတွေလည်းအများကြီးပေးနေမှာဖြစ်ပါတယ်ကိုရဲ့မကောင်းတဲ့အကျင့်ဆိုးတွေကိုမပြင်နိုင်ခဲ့တဲ့ကိုရဲ့ပုံစံအဟောင်းတွေကိုတွေ့ညှိနေခဲ့တဲ့အရာတွေအားလုံးကိုလွှတ်ချဖို့အတွက်တွန်းအားတွေဖြစ်နေစေပါပါ ဒါကြောင့်ဒီကနေ့မှာအနေရဆိုဖက်မီများအားလုံးကမိမိရဲ့စိတ်ထဲမှာဘယ်ရာကိုမှမထားခဲ့ပါနဲ့တော့မကျေနပ်တဲ့စိတ်တွေအာမရတဲ့စိတ်တွေမုန်းတီးတဲ့စိတ်တွေနာကြီးစိတ်တွေအားလုံးအားလုံးကိုလွတ်ချလိုက်ကြရအောင်ပါကိုယ့်ရဲ့ရှင်ထဲမှာနာကြီးမှုမုန်းတီးမှုမကျေနပ်မှုတွေကိုလွတ်ချနိုင်တဲ့အကောင်းဆုံးနည်းလမ်းကတော့မိမိကိုတင်ငန်းစာရင်းနာကျင်မှုတွေပေးခဲ့တဲ့သူတွေကိုကျေးဇူးတင်တတ်ခြင်းဖြစ်ပါတယ် ဒီလူတွေကိုအာရုံပြုပြီးကျေးဇူးတရားလေးပေးလိုက်နိုင်တဲ့အခါမှာတင်ငန်းစာရီကနေမိမိတို့ဟာပိုရရင်ကျက်သွားပါတယ်ပိုရကောင်းတဲ့ကိုယ့်ရဲ့ပုံစံတစ်ခုကိုကူပြောင်းနိုင်သွားတာဖြစ်ပါတယ်သူဖက်မီများအားလုံးပဲကျေးဇူးတရားတွေမပေးခင်မှာကိုယ့်ရဲ့စိတ်ကလေးတွေကိုရှော့ရအောင်ကိုယ့်ရဲ့အေနာဂျီလေးတွေနှိမ်သက်သွားစေရအောင်နော် ဖိုမိုနီယာအင်နာဂျီကပြင်းထန်တဲ့အတွက်ကြောင့်မလို့အနေရောရဲ့အတွက်စိတ်တွေမငြိမ်မသက်ဖြစ်စေတာတွေစိတ်တွေရှုပ်ထွေးစေတာတွေဒေါသတွေထွန်းနေစေတာတွေသို့မဟုတ်ပင်ပန်းနှွမ်းနေတဲ့နေရာတွေကို ဖြစ်စေပါလိမ့်မယ်နော်ဒါကြောင့်ဒီချိန်လေးမှာနီရိုကိုရဲ့ energy လေးကိုကောင်းတဲ့ energy တက်ကလေးတွေနဲ့ပြန်ဖြည့်ချရအောင်ပါ။မျက်လုံးလေးမိတ်ထားပြီးစိတ်ကလေးကိုရှင်းထားပြီးလိုက်ပါခန္ဓာကိုယ်ချင်းတစ်ခုလုံးမှာတင်းနေတဲ့နေရာတွေအားလုံးကိုရှင်းလိုက်ရအောင်နော်။ ခြေချောင်းလေးတရားဒီစားပြီးတော့ခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုဖြည်းဖြည်းချင်း short ချလိုက်ပေးပါဒီနေ့တနေ့တာကပြီးသွားခဲ့ပြီပါဘီဒါကြောင့်ဒီနေ့တနေ့တာမှာဖြစ်ပြီးသားကိစ္စတွေကမိမိနဲ့တက်ဆိုင်ခြင်းမရှိတော့ပါဘူးကိုယ့်ရဲ့စိတ်တွေရထုတ်လိုက်ပါဘီကိုယ့်ရဲ့ energy စကွင်းတွေရထုတ်လိုက်ပါဘီရောက်လာသေးတဲ့မနက်ဖြန်အတွက်လေးဆိုရေးပူပန်မှုတွေကြိုပြီးရှင်းထားစရာမလိုပါဘူး အခုလက်ရှိအခြေခိုက်တန့်လေးမှာပဲအာရုံလေးပြုထားပေးပါအသက်လေးကိုရှွတ်သွင်းလိုက်ပါရှွတ်ထုတ်လိုက်ပါရှွတ်ထုတ်လိုက်တဲ့လေးနဲ့အတူတူတနည်းတာလုံးရဲ့ပင်မနှွံ့မှုတွေအားလုံးကိုဖြည့်ဖြောက်လိုက်ပါနော်ဒုတိယမြောက်တစ်ကြိမ်ရှုသွင်းလိုက်ပါရှုထုတ်လိုက်ပါ သုံးချိန်မြောက်ကိုရှွတ်သွင်းလိုက်ပါရှွတ်ထုတ်လိုက်ပါဒီနေ့ရဲ့ gratitude guided meditation လေးမစတင်ခင်မှာအနေရောခဏလေးကိုယ့်ရဲ့ဝင်လေထွက်လေလေးကိုမှတ်လိုက်ကြရအောင်နော်မိမိအားလေးကိုရှွတ်သွင်းနေပါတယ်ရှွတ်ထုတ်နေပါတယ်ဆိုရယ်အာယုံလေးကိုခဏလေးပြုတ်ထားပြီးတော့ ကိုယ့်ရဲ့ကိုယ်စိတ်နှလုံးသုံးပါးလုံးကိုအကြည့်တက်ကလေးနဲ့အပြန်ဖြေလိုက်ကြရအောင်ပါနော်။ မိမိတို့ရဲ့ဝင်လေထွက်လေလေးကိုမှတ်လိုက်တဲ့အခါမှာကိုယ့်ရဲ့စိတ်ကလေးတွေကစပြီးတော့တည်ငြိမ်လာပါတယ်။ကိုယ့်ရဲ့တဏှိတာလုံးလှုပ်ရှားသွားလာလို့မောပန်းနေခဲ့တဲ့ခန္ဓာကိုယ်ကြီးကလည်းပြန်ပြီးပေါ်ပါလာပါတယ်။အားရပြေလာပါတယ်။ဒီနေ့ရဲ့ကျေးဇူးတရားပွားများခြင်းလုပ်ငန်းစဉ်လေးဆက်လိုက်ကြရအောင်ပါ ဒီနေ့ရနေတို့တွေယေရှုတရားပွားများမှာကတော့မိမိရဲ့ဘဝမှာတွေးဆောင်ခဲ့တဲ့တင်ငန်းစာတွေနဲ့ပါရမီဖြစ်ပေးခဲ့တဲ့သူတွေကိုယေရှုတရားကြီးပွားများချမှာဖြစ်ပါတယ်။မိမိရဲ့ဘဝကိုတင်ငန်းစာတွေပေးဖို့ဝင်လာခဲ့ကြတဲ့သူတွေကလည်းကိုယ့်အတွက်တော့ပါရမီဖြည့်ဘက်ကောင်းနေဖြစ်ပါတယ်။သူတို့တွေနဲ့စုံစည်းခဲ့တဲ့အတွေ့အကြုံနာလေးမိမိတို့ကကိုကိုကိုပို့ပြီးချစ်တက်လာတယ်ကိုရဲ့ဉာဏ်ပညာတွေကပို့ပြီးတော့ရင်းဆက်လာတယ်ကိုကိုကိုပို့ပြီးလက်ခံတက်လာတယ် ကိုရဲ့အဲရကြီးကြီးကအရင်ကထက်တစ်စစ်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ဒီလူတွေဟာမိမိတို့ကို spiritual လမ်းကြောင်းပေါ်ကိုရောက်ရှိအောင်တွန်းပို့ပေးခဲ့တဲ့သူတွေဖြစ်တဲ့အတွက်မိမိတို့ကကျေးဇူးတင်ရပါမယ်။သူတို့တွေပေးခဲ့တဲ့နာကျင်မှုတွေကတကယ်တော့ကိုယ့်ကိုနှိုးနေခဲ့တာဖြစ်ပါတယ်။ awakening နေဖြစ်စေနေခဲ့တာဖြစ်ပါတယ်။အနေရောရဲ့ဘဝမှာနာကျင်ခဲ့ရတဲ့အချိန်တွေချစ်ရတဲ့သူတွေကပေးတဲ့ နာကျင်မှုတွေတစ္ဆာဖောက်မှုတွေမုန်းတီးမှုတွေမကျေနပ်မှုတွေအများကြီးရှိခဲ့ပါလိမ့်မယ်။ကိုကိုရိုင်းကဘာမှမတတ်နိုင်မဲနဲ့တီးခံခဲ့ရတဲ့အချိန်တွေမျိုးတိတ်ခဲ့ရတဲ့အချိန်တွေလည်းရှိခဲ့ပါလိမ့်မယ်။ကိုရဲ့မျက်ရည်တွေကိုဘယ်သူမှမမြင်အောင်လို့တိတ်တဆိတ်တုတ်ခဲ့ရတဲ့အချိန်တွေလည်းရှိခဲ့ပါလိမ့်မယ်။ကိုရဲ့အမှားမပါဘဲနဲ့ မိမိကိုအဖြစ်ပုံချတဲ့အဖြစ်ပြက်မျိုးတွေမိမိကိုခြာနေပြီးတော့အတုံးချသွားတဲ့အဖြစ်ပြက်မျိုးတွေမိမိကို အခွင့်ကောင်းယူသွားခဲ့တာတွေလည်းရှိခဲ့ကြပါလိမ့်မယ်မိမိအရင်နှီးဆုံးလို့သတ်မှတ်ထားတဲ့သူတွေဟာမိမိကိုတဆိုင်တရလို့ထားခဲ့တဲ့အချိန်တွေလည်းရှိခဲ့ကြပါလိမ့်မယ်ဒီချိန်တွေအားလုံးကအနေနဲ့လူသားတွေအတွက်မရှိမဖြစ်လိုအပ်တဲ့သင်ခန်းစာတွေဖြစ်ပါတယ် ဒီတင်ငန်းစာတွေပေးဖို့ကိုဘွားတွေကိုဝင်လာခဲ့တဲ့သူတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်လိုက်ပါမိမိကိုညာကျင်စီခဲ့လို့မိမိကိုတစ္ဆာဖောက်ခဲ့လို့မိမိကိုအတုံးချခဲ့လို့ကျေးဇူးတင်တာမျိုးမဟုတ်ပါဘူးသူတို့တွေကမိမိကိုညာကျင်စီခဲ့လို့မိမိကပို့ပြီးတမလာခဲ့တဲ့အတွက်မိမိကိုကိုအားကိုးတဲ့အောင်တင်ပေးခဲ့လို့ကျေးဇူးတင်ပေးလိုက်ပါ မိမိကိုအခွင့်အောင်ယူသွားလို့ကျေစွတ်တယ်မှမဟုတ်ပါဘူးမိမိကိုကိုရွေးချယ်တက်လာအောင် boundary တွေထားတက်လာအောင်တင်မိခဲ့တဲ့အတွက်ကျေစွတ်တင်လိုက်ပါမိမိကိုနာကျင်စေခဲ့တာတွေကိုကျေစွတ်တယ်မှမဟုတ်ပဲခွင့်လွတ်တက်တဲ့နှလုံးသားလေးနဲ့ spiritual knowledge တွေကိုပေးခဲ့တဲ့အတွက်ကျေစွတ်တင်လိုက်ပါ ဒီလိုရင်းနဲ့စုံစည်းခဲ့တဲ့အတွက်ကြောင့်လာရင်မိမိတို့ဟာဒီနေ့ဒီချိန်ဒီနေရာကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။မင်္ဂလာ challenge တွေကိုလည်းပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။တို့ရဲ့တွန်းအားတွေပါရမီဖြည့်မှုတွေသင်ငန်းစာတွေအကြောင်းမိမိတို့ဟာအများကြီးပို့ပြီးရင့်ကျက်လာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုရင်းနဲ့တွေ့ခဲ့ရတဲ့အတွက်နောင်တမရပါဘူး။ဒီလိုရင်းနဲ့တွေ့ကိုတွေ့ရမှာလို့ကိုယ့်ရဲ့ contract ဆိုတဲ့စာချုပ်ထဲမှာပါခဲ့တဲ့အတွက်ကြည်ကြည်နက်နက်လက်ခံပါတယ်။ သူတို့တွေပေးခဲ့တဲ့တင်ငန်းစာတွေကြောင့်မိမိကအများကြီးပိုပြီးရင့်ကျက်လာခဲ့တဲ့ပိုပြီးတန်မာလာခဲ့တယ်။ပိုပြီးဉာဏ်ပညာတွေကြီးမားလာခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ကိုယ့်ရဲ့ဘဝမှာကံကောင်းခြင်းတွေအများကြီးကိုလက်ခံလာနိုင်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ပါရမီဖြည့်ပေးခဲ့တဲ့သူတွေမှာမိမိကိုထောက်ပံ့ပေးတဲ့သူတွေလည်းရှိတယ်လို့နာကျင်တော့ခက်ခဲတော့တင်ငန်းစာတွေလာပေးတဲ့သူတွေလည်းပါဝင်ပါတယ် အန်ယူရိုဆိုဖမီများအားလုံးပဲအချိန်လေးခဏလေးယူပြီးတော့မိမိတို့ရဲ့ဘဝမှာတင်ငန်းစာရီနာကျင်မှုတွေလာပေးတဲ့သူတွေကိုအာရုံပြုရင်မိမိကိုပိုပြီးတန်မာလာစေလို့အတိညာဏ်ကြီးပိုပြီးရင်းချက်လာစေခဲ့တဲ့အတွက်ကျေးဇူးတင်လိုက်ကြရအောင်ပါနော် ခုချိန်မှာတော့အနေရောရဲ့ရင်ထဲမှာဘာမုံတရားမှမရှိတော့ဘူး။ မျိုးသိထားတဲ့အရာလဲဘာမှမရှိတော့ဘူးချန်ထားခဲ့တဲ့အရာလဲဘာမှမရှိတော့ပါဘူးပြီးသွားခဲ့တဲ့အရာတွေအားလုံးကလည်းပြီးသွားခဲ့ပြီးပြီမိမိကလည်းချစ်ချင်နဲ့နဲ့လက်ခံလိုက်ပြီးဒီအရာတွေအတွက်လည်းနောင်တရခြင်းတစုံတရာမရှိပါဘူးဒီအရာတွေကကိုယ့်ရဲ့ဘဝမှာလေကတိတည်လို့ပဲဖြစ်ကိုဖြစ်ရမယ်ဒီအဖြစ်ပြက်တွေကိုလေကတိတည်လို့နင်းပြီးတော့မိမိတို့ကကိုယ့်ရဲ့ဘဝရဲ့ထိတ်ဆုံးသို့အရောက်တက်နိုင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်လေကတိတွေအဖြစ်ပါရမီဖြည့်ပေးခဲ့တဲ့သူတိုင်းကိုလည်း ချစ်စစ်တင်ပါတယ်ချစ်စစ်တင်ပါတယ်ချစ်စစ်တင်ပါတယ်ဒီနေ့မင်္ဂလာမက်ချဲနယ်လေးကတော့ကိုယ့်ရဲ့စိတ်တွေကိုအားလုံးကိုပို့ပါသွားစေမယ်လို့အနေယုံကြည်ထားပါတယ်အနီရိုဆိုဖဲမီများအားလုံးပဲမိမိရဲ့ရှင်ထဲမှာဘာမှမချားပါနဲ့တော့ဒီချိန်ကစပြီးတော့မိမိမှာနောင်တတရားတွေလည်းမရှိပါဘူးကိုယ့်ရဲ့ဘဝကိုဘလောက်ပင်နာကျင်မှုတွေပေးခဲ့တဲ့အဖြစ်ပြက်ဆိုပါစေဒီကိစ္စနဲ့ပတ်သက်ပြီးမိမိတို့မှာဘာမှနောင်တမရနေဘူးရှင်ထဲမှာထိန်ချန်ထားတာမျိုးတိတ်ထားတာဘာမှမရှိနေပါ ါဘူးအားလုံးကိုခွတ်လွတ်ခဲ့ပြီးပြီးအားလုံးကိုဆွတ်လွတ်ခဲ့ပြီးပြီးလွတ်ချခဲ့ပြီးပြီးကိုယ့်ရဲ့ပုံစံအစ်တစ်ခုကိုသွားဖို့အစင်တဲ့ဖြစ်နေပါပြီဒီနေ့ရဲ့မင်္ဂလာမက်ချဲလင်းလေးကတော့အောင်မြင်သွားပြီဖြစ်ပါတယ်အနီရိုဆိုဖမ်လေးများအားလုံးလည်းကိုယ့်ရဲ့ channel မှာပို့ပါသွားပြီးကိုယ့်ရဲ့ energy block တွေအားလုံးပြေသွားမယ်ဆိုတာကို အနီယုံကြည်ထားပါတယ်အဲ့တော့အနီရိုတွေ ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ကိုအောင်မြင်စွာနဲ့အဆုံးတတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။အနေဆိုဖန်မီများအားလုံးပဲကောင်းမွန်စွာအိတ်ဆက်အနားယူပါနော်။မနေ့ဖြစ်မှနေတို့ပြန်ဆုံကြပါမယ်။ဂျီစစ်တမားရေဂျီစစ်တမားရေဂျီစစ်တမားရေ